ချမချမရှိဗုဒ္ဓတသမိအားလုံးမင်္ဂလာပါเนาะချမချမရှိဗုဒ္ဓတသမိတွေကိုဒီတပတ်တာကလာမှာတွေ့ကြအောင်မယ်ကဲချမအစိုးကောင်းနေတဲ့အတူဆောင်းဆောင်းလေးတွေကိုလည်းပြပြပေးအောင်မှာဖြစ်ပါတယ်ဗုဒ္ဓတသမိတွေအတွက်ကြောက်ရလာတဲ့ကန်မိတ်ကလေးရတော့ မနုဆာရီဆိုတဲ့ကက်မစ်လေးပဲဖြစ်ပါတယ်ကက်မစ်လေးကပုဒ်တော်သမီးရဲ့ဒီကလာလေးတွေမှာမမိရပါဘူးเนาะလုပ်ငန်းကြီးပေါ်လာတာမျိုးလေးတွေလုပ်ငန်းကြီးလုပ်ဖို့ပေါ့เนาะအဆက်အသွယ်လေးအချိတ်အဆက်တွေပေါ်လာတာမျိုးလေးတွေမမိရပါဘူးเนาะလောက်ကန်ရတာမျိုးလေးတွေနဲ့တွေ့ကြုံရတဲ့ပုဒ်တော်သမီးတွေရဲ့ဒီကလာလေးတွေမှာမမိရမမိဝန်ထမ်းဆိုလို့ရှိရင်အလုံးမှာယာရုတိုးတာရောယာရုတက်တာရောမမိအလုံးမှာတဆင့်မြင့်လာတာရောဒါမျိုးလေးနဲ့လေးတွေ့ကြုံရတဲ့ပုဒ်တော်သမီးတွေရဲ့ဒီကလာလေးတွေမှာငွေကြီးနဲ့ပတ်သက်ရင်မမိကငွေအလုံးလိုက်အရင်လိုက်ဝင်လာတဲ့ပုဒ်တော်သမီးတွေရဲ့ဒီကလာလေး ေးတယ်မမိမိရပါတော့တစုံတယောက်နဲ့တရားရင်ဆိုင်ရတာတို့ဒါမှမဟုတ်မိမိရဲ့ရုံးမြေကနနဲ့ပတ်သက်ရတာတို့ဓမ္မလေးနဲ့တွေ့ကြအောင်တဲ့အတွက်ကြောင့်ဒါတို့မိမိရဲ့အထူးတတိထားတဲ့ကျူးစိုက်တဲ့ဘုဒ္ဓတသမိတည်းဒီကလာတွေမှာမိမိရဲ့ခီးကိစ္စနဲ့ပတ်သက်ရင်ကံကောင်းနေတဲ့မိမိရဲ့ခီးတစ်ခုခုသွားရတာမျိုးလေးနဲ့လည်းတွေ့ကြအောင်တဲ့ဘုဒ္ဓတသမိတည်းဒီကလာလေးတွေမှာမိမိရပါတော့ မိမိရဲ့အိုးအိမ်နေရာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြောင်းရွှေ့လေးအနှင်းငယ်လေးဖြစ်တဲ့ဗုဒ္ဓသာသမိတွေအဓိကလာလေးတွေမှာမိမိကပေါ့နော်အဲမိတ်ဆွေတဦးတယောက်ရေမကောင်းကြံတာတို့လူလင်ခံရတာတို့ဓမ္မလေးနဲ့လေးတွေ့ကြုံတတဲ့အတွက်ကြောင့်ဒါဟုတ်တော့မိမိကသတိထားတဲ့နဲ့ကျူးဆိုင်တဲ့နဲ့ဗုဒ္ဓသာသမိတွေအဓိကလာလေးတွေမှာမိမိကပေါ့နော်မိမိရဲ့ ချစ်သူအိမ်နောက်ဘက်နဲ့ပတ်သက်ပြီးချစ်သူအိမ်နောက်ဘက်နဲ့မိမိနဲ့စကားများရတာရောရံဖြစ်ရတာရောဘာမှမဟုတ်တဲ့ကိစ္စနဲ့မိမိတို့နှစ်ယောက်ပေါ့နော်အထင်အထင်မြင်လွဲမှားတာရောဒါမျိုးလေးနဲ့တွေ့ကြုံတတ်တဲ့အတွက်ကြောင့်ရံလေးတွေလည်းအနေငယ်ဖြစ်တဲ့တဲ့အတွက်ကြောင့်ဒါတော့မိမိအထုတတိထားတဲ့နဲ့ဘုထုတသမိတီရဒီကလာလေးတဲ့မှာမိမိရပေါ့နော်အလှအတန်းတစ်ခုခုလဲမိမိကအကျင့်တီကိုလောက်ရတဲ့တယ်မိမိကအလှတစ်ခုခုလဲပြုရတဲ့တယ်အဲ အလှတစ်ခုခုလည်းပြုတ်ဖို့အတွက်ပေါ့နော်အเจ้าတွေလည်းပေါ်လာတတ်တယ်ပုထုသတ္တမိတွေဒီကလာလေးတွေမှာကျမ့်မရင်နဲ့ပတ်သက်ရင်အထွေထူစိုးရင်ဆံမျိုးတော့မဟုတ်ပေမဲ့အဲမိမိက ခြေထောက်အောက်ပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အတွေ့ထက်တိုင်ကိုဖြစ်တာတို့အလက်တစ်ဖက်ကမမြောက်နိုင်တာတို့ဓာမျိုးလေးနေလေးတွေ့တွေ့ကြောင်တက်တဲ့အတွက်ကြောင့်မိမြတ်ထားလို့တော့သတိထားတဲ့နဲ့ဘုဒ္ဓသတ္တမိတ္တရဒီကလာလီတဲမှာမြတ်စွာဘုရားရှင်ကိုရောမြကြီးရဲ့ရမတ်တော်ကိုရွှေပြားဆက်ကတ်လှူဒန်းခြင်းဖြင့်မိမိရဲ့ကံညာခိုက်တဲ့ပြပြောက်သွားစေမယ်လက်ကီကလာလီကတော့အဝါရောင်တို့အဖြူရောင်တို့ကတော့လက်ကီကလာလီဖြစ်ပြီးတော့လေးကနန်းနှစ်ကနန်းတစ်ကနန်းနေရတော့မိမိရဲ့လက်ကီကနန်းလေးတွေပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျမနာမည်ကတော့စင်မိုင်နေကြမှာပါနောက်ပြီးလေးကျမပြန်ဆုံမယ်နော်ကျမကျမ ်ရေဘုဒ္ဓတသမီလေကိုစိတ်နှပြကျမ်းမာချမ်းသာလို့စီးပွားဥစ္စာများဒီရေလာတက်နေတကြတိုးတက်အောင်မြင်ရရှိချမ်းသာကြပါစေလို့ကျမဒီကနေ့ပြီးမေတ္တာပြုဆုတောင်းပေးလိုက်ပါရနော်